စိတ်ကောင်းစိတ်မြတ်တွေကဆုတ်ယုတ်သွားနိုင်တယ်ပျောက်ပွေသွားနိုင်တယ်တရားမနာရရင်စိတ်ကောင်းတွေမဖြစ်သွားနိုင်လဲဆုတ်ယုတ်ပျောက်ပွေသွားနိုင်တယ်ကောင်းတဲ့ဘဝတစ်ခုရဖို့ဆိုတာကောင်းတဲ့အလုပ်တွေလုပ်ထားမှကောင်းတဲ့အကျိုးတွေရမ ကောင်းတဲ့အကျိုးတွေရမှကောင်းတဲ့ဘဝဆိုတာဖြစ်နိုင်တယ်ဟုတ်တယ်ဘောလားအဲကောင်းတဲ့အလွတ်လွတ်နိုင်ဖို့ကောင်းတဲ့ကုသိုလ်တွေပြုနိုင်ဖို့ဆိုတာစိတ်ကောင်းရှိမှပြုနိုင်တယ်ပြောပါရှိမှစိတ်ကောင်းစင်မှပါပါအဲ့ဒါဆိုရင်တရားမနာရတော့ဘူးဆိုရင်ရုပ်ပိုင်းဆိုင်ရာကတော့ပင်ပန်းတယ်ဆိုတာတော့ထင်ရှားပြီ ိပ္ပံဆိုင်ရာပါပင်ပန်းဆင်းရဲပြီးတော့နေပဲဆိုရင်ကိုယ်လည်းနာရုပ်လည်းနာစိတ်လည်းနာဖြစ်သွားတယ်ဟုတ်တယ်နော်အဲ့ဒါကြောင့်မို့စိတ်အနာကိုအဲ့ဒါဥစားပေးတဲ့အနေနဲ့တရားလာပြီးတော့ပြောပြပေးတာဘဝကြီးရဲ့ချက်ပါနော်ယုံနာတာကကုယတာနည်းနည်းလွယ်သေးတယ်စိတ်အနာကပို့ပြီးတော့ခက်တယ် ယုံနာတဲ့ဒုက္ခကံတဲ့နဲ့တော်နေတဲ့စိတ်နာတဲ့ဒုက္ခကံပို့ပြီးတော့ခံရတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ဘောဓကကမတို့စိတ်အနာလည်းများများဟိုရေရှိမဖြစ်ဖို့ဒါမှမဟုတ်လည်းပဲစိတ်ကောင်းစိတ်မြတ်တွေလည်းမပြောက်သွားဖို့မကွယ်ပြောက်ဖို့အတွက်တရားဆိုတာနာကြားရတယ်နားလည်တယ်နော် အရာယမြတ်စွာဘုရားကကာလိနဓမ္မသဝနာအသိပညာတဏ္ဍတိုးပွားအကျိုးများ၍တရားနာတယ်ဆိုတာအသိဉာဏ်ပညာတွေတိုးပွားနိုင်တယ်ပြောပါတိုးပွားလဲအသိဉာဏ်တိုးပွားနိုင် နောက်ပြီးတော့သတ္တာတရားလည်းတို့ပွားနိုင်တယ်နံပါတ်2ကပါလဲသတ္တာတရားတို့ပွားနိုင်တယ်ဘဝတစ်ခုကောင်းကောင်းဖြစ်လာဖို့ဆိုတာသတ္တာတရားနဲ့ပညာတရားရှိဖို့လိုအပ်တယ်မလိုဘူးလားပါပါ အတ္တဆိုတာယရဏသုံးပါးနဲ့ကံကံအကျိုးကိုယုံကြည်တာအဲ့ဒါဘာခေါ်လဲသတ္တဘုရားကိုယုံတယ်တရားကိုယုံတယ်သံဃာကိုယုံတယ်ကံနဲ့ကံဤအကျိုးအလုတ်ကောင်းတဲ့အလုတ်ဟိုကောင်းတဲ့အကျိုးတွေရနိုင်တယ်အလုတ်ဆိုးရဆိုးတဲ့အကျိုးတွေရနိုင်တယ်တို့ယုံကြည်တာအဲ့ဒါကံကိုယုံတယ်တို့ခေါ်အဲ့ဒီစိတ်ဟာရှိဖို့လိုတယ် အဲ့လိုဘုရားယုတ်တရားယုတ်သံဃာယုတ်ကံကံအကျိုးကိုယုံမှတာဒါရှိတယ်လို့ခေါ်တယ်။အဲ့ဒါတက္ကະကမများစဉ်းစားကြည့်လိုက်။အဲ့ဒီသရတရားရှိတဲ့လူတရားဘလို့ပဲပြေးရပြေးရဘလို့ပဲဟိုဒုက္ခတွေရောက်ရရောက်ရသူလုံးမြဲဖြစ်တဲ့ဘုရားရှိခိုးတဲ့ကုသိုလ်၊ဝိတ္တဘောတဲ့ကုသိုလ်၊သီလ၊အာဘသီလလုံးဝထိုင်တဲ့ကုသိုလ်အဲ့ဒီကပဲဆံမကုန်ဘူးလေ။ပဲဆံကုန်ရဲ့လား။ ်ပါဘူး။ဒါပေမဲ့လူတိုင်းနေ့တိုင်းလုံနိုင်သလားဆိုတော့မလုံနိုင်ဘူး။အရတရားရှိတဲ့လူတွေပဲလုံနိုင်ကြတယ်။ဟုတ်တယ်မဟုတ်လား။အရတရားမရှိဟာပြည်လွားတာဆေးရလည်းပြေပါဆေးရလည်းဆင်းရဲကိုယ်လည်းပြေပါတာနဲ့ဟာကုသိုလ်လည်းမလုံတော့ဘူးပါ။အဲ့လိုပဲတချို့ကနေလိုက်တာကိုမရှိဘူးလား။အားများရှိတယ်။အဲ့လိုတော့မကတချို့ကဟာပြေလွားတဲ့ဆင်းပြေအောင်ဆိုပြီးတော့ ဩသာဝတိရဲ့အတွက်အကုသိုလ်လိုက်လောက်တာတချို့မရှိဘူးလားမရှိပါဘူး။အများကြီးရှိတာပေါ့နော်။အဲ့ဒါဘာဖြစ်လို့လဲ။သဒ္ဓါအာနေသွားလို့။ဘာအာနေသွား။သဒ္ဓါအာနေသွားပါဗျာ။သဒ္ဓါရှိရင်ကောင်းတာကိုမြန်မြန်လုပ်ခြင်း။မကောင်းတာမလုပ်ခြင်း။အဲ့ဒါသဒ္ဓါရဲ့သဘော။နားလည်တယ်နော်။သဒ္ဓါရှိရင်ဘာမြန်မြန်လုပ်ခြင်းလဲ။ကောင်းတာတွေမြန်မြန်လုပ်ခြင်း။ကောင်းတယ်ဆိုရင်ကုသိုလ်ပဲလေ။ ကောင်းတယ်ဆိုရင်ကုသိုလ်ပဲပြည့်ကင်းရင်ကုသိုလ်ပဲကောင်းတယ်ဆိုရင်ကုသိုလ်အဲ့ဒါလားရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကောင်းပါတယ်ဆိုတဲ့အလုပ်ကိုပဲလုပ်ချင်တယ်တဲ့အမိနသနာမရှိတော့ဘူးဆိုရင်ကောင်းတာတွေရောမကောင်းတာတွေမကောင်းတာကများပြီးတော့ကောင်းတာကမဖြစ်လေနေသွားတယ်အဲ့ဒါကြောင့်အရာတရားလိုးွားဖို့အတွက် ။ဘာလို့ရမလဲ။တရားနာရမယ်။ဘာလို့ရမလဲ။တရားနာရတယ်။အနဘနိကပညာနဲ့ပညာဆိုတာအသိဉာဏ်ကိုပြောတာပညာဆိုတာအသိဉာဏ်ဆိုတာအကောင်းနဲ့အဆိုးခွဲပြီးတော့သိတာအမှားနဲ့အမှန်ကိုခွဲပြီးတော့သိတာကုသိုလ်နဲ့အကုသိုလ်ခွဲပြီးတော့သိတာအဲ့ဒါဘာခေါ်လဲပညာ ဲဘဝမှာအဲ့ဒီအသိပညာမလိုအပ်ဘူးလားလိုအပ်တယ်ယုံတော့ယုံတယ်ဒါအကောင်းပဲဒါအဆိုးပဲလို့မသိဘူးဆိုရင်တခါတခါအာအဆိုးပဲကလည်းလုံမှမိတ္တတာပေါ့ဟောအဲ့ဒါကြောင့်ဒါအကောင်းပဲဒါအဆိုးပဲသိဖို့ဆိုတာပညာလိုတယ်ဘာလို့လဲ အဲ့ဒီတဏ္ဍနဲ့ပညာတိုးပွားဖို့အတွက်တဏ္ဍလည်းရှိလာပြီအသိဉာဏ်ပညာလည်းရှိလာပြီဆိုရင်ဘဝမှာကောင်းတဲ့ဘဝကိုခေတ္တဖန်တီးယူလို့ရတာဟုတ်အသိဉာဏ်အတည်သွားပြီဆိုရင်အခုလိုဒီရတော်ရဒုက္ခတွေရောက်တဲ့အချိန်မှာကိုယ်ဘဝကိုအရှုံးပေးသွားမယ်ဆိုရင်ဘဝအလိုလိုတည်းပဲနိုင်ချနိုင်ချသွားတာပဲဟုတ်တယ်မဟုတ်လား ဘလောက်ပဲပြရမေဘဝဆိုတာအရှုံးပေးမှဘဝရှုံးပါအရှုံးမပေးဘူးတခြားစီးပွားတဲ့မလုံနိုင်တော့လဲကောင်းတဲ့အလုပ်ကိုတော့ငါစူးစမ်းလုပ်အောင်ပဲဒါမှမကောင်းတဲ့အလုပ်ကိုတော့ငါဘယ်တော့မှမလုပ်ဘူးငါရှောင်အောင်ပဲအဲ့ဒါဘဝဆိုမပေးတဲ့လူတွေအဲ့ဒီစိတ်ဓာတ်မျိုးရှိဖို့မလိုဘူးလားမှန်ပါဗျာအဲကြောင့်အဲ့လိုစိတ်ဓာတ်မျိုးရှိဖို့တွေ့ဆိုတာသေတော့တကတဲ့အမပြန်ဖို့အတိယပညာလည်းရှိဖို့လိုတဲ့တဏ္ဍာတရားလည်း ြည့်ဖို့မလိုဘူးလားဒါကြောင့်မြတ်စွာဘုရားကအာလိနဓမ္မသဝနာအတိပညာတတတို့မှာအကျိုးများ၍ယုံမပေရှင်ပြန်လွင်ခေလေဘုကြီးတွေ့တွေ့ဉာဏ်ဤစေသည့်ဧတတာတတရားများကိုလျောက်ပါသောခါယူသည်စွာဖြင့်တဏှာရှိသောစိတ်ဝင်စား၍တာကြရခြင်းသည် ဩတ္တမချုံတသဆောင်တာလွတ်ထူးမြတ်သည်မင်္ဂလာကြီးပွားချမ်းသာကြောင်းကောင်းမြတ်တဲ့မင်္ဂလာတရားပဲဘုရားလေးတို့ဟောတာတရားနာတယ်ဆိုတာမင်္ဂလာဖြစ်တယ်တရားနာတယ်ဆိုတာမင်္ဂလာဖြစ်တယ်တရားနာရင်ဘာဖြစ်လဲမင်္ဂလာဖြစ်တယ်အဲ့ဒါတရားတိုးတယ်လေပြီးတော့ပညာတရားတိုးတယ်လေဟုတ်တယ်မဟုတ်လားပညာနဲ့အကြည့်လို့ရင် အကောင်းမဆိုးလဲမသိတော့ဘူးကြောင်းကျိုးလဲနားမလဲတော့ဘူးဆိုရင်စိတ်ရကြင်ကြင်ကြက်ကြက်နဲ့အဲ့ဒါဒီလိုပဲစင်စင်ရဲ့ရဲ့နေရာတတ်တယ်ကဲဆရာတကာတကာမတော်ဒီလိုဘဝအခြေအနေမျိုးကြောင်ရဖြတ်သန်းလာရတာဟာတကယ်အသိဉာဏ်နဲ့ ကံပိုင်းဆိုင်ရာနဲ့အသိဉာဏ်နဲ့တွေးကြည့်လိုက်တဲ့အခါကျတော့ဘုရားကအကြောင်းကြောင့်အကျိုးဖြစ်တာပဲတော့ဘာဖြစ်လဲအကြောင်းရှိတာလို့အကျိုးဖြစ်ဟုတ်တယ်ပါ